ခလေးလေးတွေအထူးသဖြင့်ပထမအသက်၃နှစ်အရွယ်မှာဆိုရင် လုံလောက်တဲ့အာဟာရရှိဖို့လိုအပ်ပါတယ်။အဲ့ဒါမှပဲကောင်းမွန်စွာဖွံ့ဖြိုးကြီးထွားနိုင်မှာပဲဖြစ်ပါတယ်။မနက်စာ၊နေ့လယ်စာ၊ညစာဒီ၃နှစ်အပြင်တထုဓာတ်၊ဗီတာမင်၊အမြင့်တဲ့နဲ့ကျန်းမာရေးနဲ့ညီညွတ်တဲ့အစီအရာရှိဖို့အတွက်ဒီဗီဒီယိုမှာပြပြပေးထားမယ့်အစားအစာတွေကိုကျင်းဝေးဖို့လိုအပ်ပါတယ်ရှင်။ဘာဖြစ်ဖြစ်မလဲဆိုတာကိုဒီဗီဒီယိုလေးထဲမှာကြည့်လိုက်ရအောင်နော်။ဗီဒီယိုလေးမစခင်မှာ channel လေးကို subscribe လုပ်ရသေးရင် subscribe လုပ်ပြီးတော့ဘေးနာ notification လေးထည့်ပေးပါအောင်ရှင်။ ပထမတစ်မျိုးကတော့ berry သီးပဲဖြစ်ပါတယ်။ strawberry, raspberry, blackberry နဲ့တခြားသော berry သီးအမျိုးအစားတွေကအရသာရှိုံနဲ့မကဘဲနဲ့အာဟာရနဲ့တူဆန့်ကျင်ပစ္စည်းတွေလည်းကျွဲဝကြပါတယ်။ ။ Berry သေးစားသုံးတာကခလေးတွေရဲ့အမြင်ဆွဲယူနိုင်စွာနဲ့တိုးတက်စေပါရဲ့။ Berry သေးကိုအလုံးလိုက်စားလို့ရတယ်လို့ Berry သေးကနေပြုလုပ်ထားတဲ့အချိုရည်တွေနဲ့ပိုပြီးတော့ဆေးပြည့်တဲ့အချိုရည်တွေကိုလည်းခလေးရဲ့တရေစာအဖြစ်ကျွေးလို့ရပါရဲ့ရှင်။နောက်တစ်မျိုးကတော့ထောပတ်သေးပဲဖြစ်ပါရဲ့။စွဲရင်ပေးစတဲ့အစားအစာတွေမှာပါဝင်တဲ့နောက်ထပ်အသီးနှံတစ်ခုကတော့ထောပတ်သေးပဲဖြစ်ပါရဲ့။ထောပတ်သေးတွေကတဘာဝတတိုးဆန့်ကျင်ပစ္စည်းတွေပါဝင်ပါရဲ့။ထောပတ်သေးကနှလုံးရောဂါဖြစ်ပွားစေတဲ့ကိုလက်စထရောတွေမကောင်းတဲ့အဆီတွေကိုလျှော့ချပေးပြီးတော့ကောင်းတဲ့အဆီတွေနဲ့ ဲကျမ်းမာရေးနဲ့ညီညွတ်တဲ့အစီအလီကိုဒါပေးဆွမှာတယ် ကလေးတွေကအမြင်နဲ့အစားနေတဲ့အတွက်ဝမ်းဆုံးတတ်ပါရဲ့နော်။ကလေးအများစုကအသေးအနှံလေးဟိသိဟိရွက်တွေကိုပုံမှန်စားသုံးလို့မရှိပါဘူး။ဒါကြောင့်မိဘတွေအနေနဲ့ကိုယ့်ရဲ့ကလေးလေးကိုအမြင်နဲ့ဗီတာမင်တွေပိုမိုကျော်ဝစွာရရှိစေဖို့အတွက်အထောပတ်ဒီကိုစားခိုက်တင်ပါတယ်ရှင်။နောက်တစ်မျိုးကတော့ငါးပဲဖြစ်ပါရဲ့။ကျမတို့တွေအားလုံးသိပြီးတဲ့အတိုင်းပဲငါးမှဆိုရင် Omega 3 fatty acid တွေပါဝင်ပါရဲ့။ဒါတွေကအုံနောက်ဖွံ့ဖြိုးမှုအားပေးပြီးတော့ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ဓာတ်ဆိုင်ရာပစ္စည်းတွေကိုလည်းဖြည့်ဆည်းပေးပါရဲ့နော်။ ဆယ်မွန်ငါးလိုမျိုးငါးတွေစားပေးတာကခလေးရဲ့စိတ်ကံစားမှုကိုပုံပိုကောင်းမွန်စေပြီးတော့မှတ်ညောင်လည်းတိုးတက်စေပါတယ်။ဒါပေမဲ့ခလေးအများစုကငါမကြိုက်ကြပါဘူးเนาะ။တကယ်လို့ကိုယ့်ရဲ့ခလေးကငါကြိုက်တဲ့အထက်မှာမပါဘူးဆိုလို့ရှိရင်တော့ငါ့ကိုအရသာပုံပိုကောင်းမွန်အောင်ပြုပြင်ပြီးတော့ငါကင်ဒါမှမဟုတ်ငါ့ကိုကြော်တဲ့ပုံစံမျိုးနဲ့ခလေးကိုစားစီစေဖြစ်အောင်လို့ဆွဲဆောင်တင်ပါရဲ့ရှင်။နောက်တစ်မျိုးကတော့အစိတ်တွေပဲဖြစ်ပါတယ်။အသက်၃နှစ်ကျော်တဲ့ခလေးတွေကိုနေကြာစိတ်လိုမျိုးအစိတ်လေးတွေစားကြည့်လို့ရပါသည်။ဒီအစိတ်အစံတွေဆိုရင်တထူးတက်တွေခန္ဓာကိုယ်တက်ကောင်း မှုနဲ့အစီတွေအသားဓာတ်တွေနဲ့အမြင်ဓာတ်တွေကျေဝါးစွာပါဝင်ပါတယ်အစီတွေကအလွန်အရသာရှိပြီးတော့တည်ယူထုတ်ဖို့ရလွယ်တဲ့အချို့ပွဲတွေပဲဖြစ်ပါတယ်နော် အဆိပ်အဆံတွေကိုကင်းမုန်တွေပြုလို့တဲ့နေရာမှာဆိုရင်လည်းထည့်သွင်းပြီးအသုံးပြုပေးလို့ရပါတယ်။အဆိပ်အဆံတွေကိုအာဟာရဆုံးရှုံးခြင်းကနေကာကွယ်ဖို့အတွက်ဆိုရင်တော့ရေခဲတက်တာထဲမှာတင်ဖို့အတွက်အကြံပြုပေးရစီရှင်။နောက်တစ်မျိုးကတော့အဆိပ်ရည်ရောင်အရွက်တွေပဲဖြစ်ပါရဲ့။ကော်ဗီဒိုး၊ကိုင်လန်အစရှိတဲ့အဆိပ်ရည်ရောင်အရွက်တွေကိုခလေးတွေကိုကျွေးတင်ပါရဲ့။အဲ့ဒါတွေမှာဆိုရင်တန်ဓာတ်၊ကယ်လ်ဆီယမ်၊ဖောလိတ်၊ဗီတာမင်စီ၊အိုမီဂါ3ဖက်တီအက်ဆစ်နဲ့အမြင့်ဓာတ်တွေပါဝင်ပါရဲ့။ဒီအရွက်တွေကိုခလေးရဲ့အစားအစာတွေမှာထည့်သွင်းပြီးအကျဉ်းဝေးတင်ပါရဲ့နော်။ဒီလိုမျိုး လေးချင်းလုပ်ပေးမယ်ဆိုရင်ကလေးလေးတွေအသက်ကြီးလာတဲ့အခါမှာလည်းအရွက်ကိုစားလိစားတာရတာမှာပဲဖြစ်ပါတယ်။ဒီအရွက်တွေကိုဟင်းကြိုတွေစွပြတွေလုပ်ပြီးတော့လည်းကလေးတွေကိုကျွေးပြလို့ရပါတယ်ရှင်။နောက်တစ်မျိုးကတော့ဂျုံနဲ့လုပ်ထားတဲ့အုတ်မီးပဲဖြစ်ပါတယ်။တကယ်လို့ကိုယ့်ရဲ့ကလေးကဥတွေအသားညက်ပတ်မုတ်တွေကိုမစားချင်အောင်ဆိုလို့ရှိရင်တော့အုတ်မီးကိုကျွေးပြလို့ရပါတယ်။အုတ်မီးကအရသာရှိရဲ့မနက်စာတစ်ခုဖြစ်ပြီးတော့အမြင်တတ်တွေလည်းပေးစွမ်းနိုင်ပါတယ်ရှင်။ ဒီအုတ်မီရဆိုရင်တကြားနဲ့တခြားပါဝင်ပစ္စည်းတွေကလည်းနည်းပါးစွာပါဝင်ပါတယ်။အုတ်မီနဲ့ပြုလုပ်တဲ့အာဟာရကိုစားပြီးတာကကိုယ့်ရဲ့ခလေးလေးတစ်နေ့တလုံးလမ်းစမ်းတကြွစီနိုင်ပြီးတော့တရင်တကြားတဲ့ပမာဏကိုလည်းမျှတစွာရရှိနိုင်မှာပဲဖြစ်ပါတယ်။အစောတစ်မျိုးကတော့ကစုံဥပဲဖြစ်ပါတယ်။ကစုံဥကအမြင့်တက်ကြွားပြီးတော့ကိုယ့်ရဲ့ခလေးလေးအတွက်စွမ်းအင်ရရှိနိုင်တဲ့အစားအစာပဲဖြစ်ပါတယ်။ကစုံဥမှာဆိုရင်ဗီတာမင် B, ဗီတာမင် C, ဗီတာမင် E အပါအဝင်ကယ်လ်ဆီယမ်၊ပိုတက်ဆီယမ်နဲ့တန်ဓာတ်လိမ္မာသတ္တုဓာတ်တွေများစွာပါဝင်တာကြောင့်ခလေးရဲ့ တာဖွင့်ပြမှုတဲ့များစွာအထောက်အကူပြုမှာပဲဖြစ်ပါရဲ့ရှင်။ဒီလောက်ဆိုရင်တော့ကိုယ့်ရဲ့ခလေးလေးအတွက်အကောင်းဆုံးအစားအစာတွေကဘာလဲဆိုတာကိုကြည့်သွားလို့ပြလို့ထင်ပါတယ်။ဗီဒီယိုလေးကိုစုံလိုက်ကြည့်ပြီးအတွက်အားလုံးကျေးဇူးတင်ပါတယ်ရှင်။နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြပါဘောနော်။